လောက်နီအပိုင်းလေခလောက်နီကြေးရွာတွင် ဖြစ်သည် ခလောက်နီကြေးရွာဤရွာဝင်ဝရှိကြီးမားသောညောင်မင်းကြီးရောက်၌ကြီးမားခန့်ထဲသောကားကြီးတစ်စင်းရပ်ထားသည် ထိုကားပေါ်မှ အရွယ်တော်လူကြီးကြီးဝဝကြီးဆင်းသက်လာပြီးတော့အရေးအဝါဒကောင်းသောညောင်မင်းကြီးကိုငေးမောကြည့်ရှုနေသည်သူဤနောက်နားတွင် အစီအပါဟုထင်ရသော ခန့်နွမ်းနွမ်းဖက်ဖက်လူရွယ်တဦးကခက်ယူယူရက်နေလေသည်သူစည်းလာတော့ကနဲ့သူ့ရဲ့အစဉ်အပြင်ကိုကြည့်ရှုခြင်းအဖြစ်နေနေရရလူမဟုတ်မှန်သိသာလှပေသည်ဝိစင်ထားသောအဝိအစားမှပြောင်းလဲလဲမဟုတ်တော့ညာအကောင်စားများဖြစ်ကြောင်းသိသာလှသည်လက်တွင်ပတ်ထားသောနာဤတစိမ့်မှရိုးလဲဖြစ်ပြီးတော့လက်ချောင်းများရဲ့လက်ကြွယ်တွင်ယရနာခုနှစ်သွဲစီချဲထားသော ရွှေလက်စုပ်ကြီးတဝင်းဝင်းကိုပြူးတူပြဲတဲ့တွေ့ရလေသည် ဤဒီကိုကြည်ချင်းအဖြစ်ထွေလာကြည့်ပင်အနိုင်နိုင်ပန်ရရသောခလောက်နီကြီးရွာနှင့် လာလာမမသက်ဆိုင်ကြောင်းသိရလေသည်ထို့သူဆိုရင်သူမြည်သူနီ လူကြီးသည် အရေးကောင်းသောတစ်ပင်ကြီးကိုစိတ်လွတ်လက်လွတ်မောကြည့်နေသည်တစ်ပင်ပေါ်မှငှက်အော်သံနေပြောက်ပင်မထိုးသောတည့်ရွယ်ဖားဖားများကိုကြည့်၍ဒစုံတရားကိုစိတ်ကူးရင်နေပုံရသည်နောက်တစ်ပင်ကြီးရဲ့အနီးနာ မြို့နေအောင်စိတ်နေသောတော်တန်လေးကိုငေးကြည့်ပြန်သည်လူနေထူထပ်သောမြို့ပြအရေးရောက်နေကင်း၍အံ့အားသင့်နေဟန်လဲတူသည်သစ်ပင်ကြီးကိုလှည့်ပတ်ကြည့်ရင်းနဲ့တကြီးကိုယ်တိုင်ကမကထပြူထားသောတောက်ရီဥစဉ်ကို တွေ့၍မျက်မှောင်ကျုံသွားသည်အတန်းချောင်းငေးဆိုင်ကြည့်ရင်းနဲ့အေးဒါတော့ဆိုရဲသူ့နှုတ်ကခတ်တိုးတိုးညီးတွားလိုက်သည်နှင့်အနောက်နားကခန့်နွမ်းနွမ်းအစီအပါကကားစီပြေးလွှားသွားပြီး ရေတဘူးထုတ်ယူလာပေးသည်ယူလာပေးသောရေမှာ အများလူပလတ်စတစ်ရေဘူးမဟုတ်ဖန်ဖြင့်ပြုလုပ်ထားသောရေဘူးလေးရေမှာလဲကြည်တောက်၍အေးမြနေသည် လူကြီးကရေဘူးကိုဖွင့်၍တကြိုက်မော့တော့လိုက်သည်ပြီးသည်နှင့်အဖုံးပင်ပြန်မဖုံးမဲအနောက်ကလူကန်းပေးလိုက်သည်လူရဲကအခက်တသွက်ပင်လှန့်ယူပြီးကားကြီးတဲ့ပါလာသောရေခဲပုံနှင့်တက်ရက်စွာပြန်ထည့်လိုက်သည်လူကြီးက လက်မရူးလက်နာ ਈ ကိုပင်ကြီးလိုက်သည်နှစ်နာ ਈ တစ်ပင်ကြီးကနေပြောက်ပင်မထူသည်တစ်ပင်ပေါ်မှငှက်ကလေးများကစိုးစီစိုးစီစီညံလို့လူကြီးကတစ်ပင်ကြီးကိုလှဲ့ပတ်ကြည့်ပြီးကျွေးကြသောတစ်ရွက်တစ်ရွက်ကိုကောက်လိုက်သည်ကျွေးကြပြီးဖြင့်ညာတစ်ရွက်ကစိမ့်လန်းနေတော့လူကြီးကတစ်ရွက်ကိုပြန်ပြေးချလိုက်သည် အလိုက်သည့်စွာ အနောက်ကလူရွယ်ကစနိုးတာဝါတစ်ခုယူလာပေးသည် လူကြီးကတိရွက်ကိုင်းသောလက်ကိုစနိုးတာဝါနှင့်အသေးချပုတ်ပြီးပြေချလိုက်သည်တစ်ပင်ကိုလှဲ့ပတ်ကြည့်ပြန်သည်တနည်းအားရောက်တွင် အသေးချရက်လိုက်သည်ပြီးနောက်ရေရွတ်တယ်လို့နဲ့အေးကွာတစ်ပင်က နေပြောက်တောင်မထိုးဘူးမှန်ရဲ့တထေအနောက်နားကတပည့်ကထောက်ခံသည်တဏီကုံနေလို့နေတစ်ချက်မှအထီမဲမထင်ဘူးဟုတ်ရဲ့တထေလူရွယ်ကခါတကိုင်းကိုင်းနဲ့ထောက်ခံသည် ဒီလိုအရေးကောင်းတဲ့အစ်ပင်အောက်မှာဇကားစာကိုဖြတ်လိုက်သည်အနောက်ကအစီအပါကတတိဇကားကိုနားဆွေနေသည်ပက်လက်ကလက်ထိုင်လေးတလုံးချလူရဲကကောင်းငိမ့်သည်အင်မတန်စိတ်ကူးရင်စရာပင်နေပြောက်ပင်မထူသောတစ်ပင်ကြီးအားပက်လက်ကလက်ထိုင်လေးနှစ်ကိုစအုပ်လေးတအုပ်ဘော့ပင်လေးတစ်ချောင်းနှင့်လူရဲကတတိရဲ့ဇကားကိုအာရစွာကောင်းငိမ့်ထောက်ခံသည် ချဲထိုင်ရောင်းလိုက်ရရင်တော့ကွာတိရွယ်ကလေးတွေလွင့်သွားသည်စိမ့်မဲဒိတ်မကြပါ ခလောက်ညီကြီးရွာအဝင်ဝရှိညောင်မင်းကြီးအောက်မှကာအကောင်စားကြီးတစင်းသည်တဝုံဝုံနဲ့ထွက်ချွာသွားလေသည်ထိုကားကြီးပေါ်၌တစ်ပင်ကြီးအောက်စိမ့်နှင့်လောင်းကစားလှုပ်ကျင်သောတတိတဦးနှင့်အစီကံလူရွယ်တဦးကိုလည်းတင်ဆောင်သွားပါသည်သူတို့ကားအရှင်ကြောင့်ရွာထဲသို့ဖုံဖုံ၍သာဝေဝဲနေသည် ခလောက်နီကြီးရွာရွာအဝင်ဝါ၌ပင်ဖြစ်သည်ခလောက်နီကြီးရွာအနီးတွင်ဖြစ်သည် အရင်နှုန်းကအကျုပ်မှာရွှေထီတလက်ရှိတယ်ပြောင်ပြောင်ဝင်းဝင်းနဲ့ရွှေအစင်းရှိတဲ့ရွှေထီပေါ့ကျုပ်ကလည်းနှစ်သက်လွန်းလို့အိမ်မနေရင်ရွှေထီစောင့်ထားတယ်အေးမိမနဲ့သားသမီးတွေလည်းပါတယ်ပေါ့အဲ့ဒီအရှိကကျုပ်ရဲ့ပုံတံတန်ကတိတ်လေးစားစရာ မရှိတာလားဒါမှမဟုတ် လူတွေကတရီမထားမိတာလားမသိဘူးကျုပ်ဟာလေသူ့လူကူလူပါပဲအေးအဲ့ဒီကမှမတော်တဆရွှေထီးရတဲ့အခါကျုပ်ရဲ့မျက်နှာကလည်းပြောင်ပြောင်ဝင်းဝင်းနဲ့လင်းလင်းတက်လာပါတော့တယ်စိတ်နှက်ရောင်နဲ့ပါပြောင်มาတယ်ဆိုမှရွှေထီးကြီးစောင့်ထားတဲ့ကျုပ်ဘလောက်ပြောင်လဲလာမလဲစဉ်းစားကြည့်ပေါ့ယခင်ကကျုပ်ကိုအတိအမှန်မပြုတဲ့သူတွေမဲ့ရွယ်ရှုတ်ချခြင်းသူများကအစား ရွှေထီးကြီးနဲ့ကျုပ်ကိုမြင်တဲ့နေ့ကစပြီးခါကူကိုင်းမျက်နာကို ပြုံဖြေထားကြတော့တာဒါကိုသိတဲ့ကျုပ်ကလည်းဒီရွှေထီးကိုလွတ်ထွက်မသွားအောင်ခါကနေအစရင်ဘက်လေလေပင်အစကျူးနယ်ကိုတိုင်းချီထားလိုက်ပါတော့တယ်ဒါမှကျုပ်သွားလျာနောက်လူရှိန်နဲ့ရွှေထီးကြီးကအမြဲကပ်ပါနေတော့မှပေါ့အမှန်တော့ဒီရွှေထီးကမိုးလုံလီလုံတော့လည်းမဟုတ်ပါဘူးနေတဲ့တစ်ချိန်မွန်လွဲတစ်ချိန်က ကျုပ်ကောင်းပေါ်မှာရွှေထီးသာရှိပြီးရွှေထီးရိတ်ကရှိလာတာမဟုတ်ဘူးပေါ့ဒါပေမဲ့ရွှေထီးကြီးမုတ်ထားတဲ့ကျုပ်ခန့်နေတန့်နေလူရှိန်နေအဲနေမွန်းတဲ့ချိန်မှာတော့အမှန်ကန်ဆုံးပါပဲရွှေထီးရောင်ပြောင်ပြောင်မျက်နှာတော့တဝင်းဝင်းနဲ့ဆိုတော့လှုပ်ကူအစဉ်ပြေအရိတ်လဲရရဲ့နေဘူးတော့လဲခံရတာပေါ့ပြောရအောင်မေပြဒီရွှေထီးအလကားရတာတော့မဟုတ်ဘူး အရင်ကလူကြီးတယောက်ကရွှေထီးတွေလေးတဲ့မြောက်ပြီးတော့ဘသူယူယူမယူယူဆိုပြီးလှုပ်တာဒါကိုတချို့ကလည်းရှက်လို့မလူဘူးပေါ့တချို့ကလည်းမလူခြင်းလို့မလူဘူးကျုပ်ကတော့ဘယ်ရမလဲကတောင်းမြအောင်ကြိုက်ပြီးခုံဖမ်းခဲ့တာကျုပ်အရက်ကပြူတယ်ဒါပေမဲ့ရွှေထီးမြောက်သူ ਨੇ အနီးကပ်ဆိုတော့အငမ်းမရခုံဖမ်းတဲ့ကျုပ်ပဲရတာပေါ့အဲ့ဒီတဲကဒီရွှေထီးကြီးခါထူခဲ့တာ အင်းအခုတော့ရွှေထီးလဲအနေငယ်ဟောင်းပြီပေါ့ဒါပေမဲ့ကောင်းနေစေပါပဲအဲ့ဒီတဲကအခုချိန်ထိတိုးကျုံအောင်ကြသည်ရွှေထီးကြီးနဲ့ကြုတ်လာတာတွေ့ရင်လမ်းဖယ်ပေးကြလမ်းရှင်းပေးကြပြုံးပြေနေကြတော့အဲ့ဒီလိုမှမလုပ်ရင်လဲကျုပ်ပါဇက်ကမင်းတို့တွေဘာအတုံးကြလို့လဲဘာတွေလုပ်နေကြတာလဲမလိုလုပ်ပြီးတိုးတက်ရေးကိုဖော်ဆောင်နိုင်မလဲမလိုလုပ်ပြီးငါလူရွှေထီးဆောင်နိုင်ကြမှာလဲ စသည်ဖြင့်တန်းစီပြီးအောငေါတော့တာအဲ့ဒါဆိုအလုံးပြပြသလဲနဲ့ပြေးသူပြေးမျက်စီရှိကဖဲ့သူဖဲ့ဖြစ်ကုန်ရောကျုပ်ရွှေထီးစောင်းနိုင်တာအလကားမဟုတ်ဘူးမှန်းဒါကျုပ်စကားရဲ့အဆုံးသက်ကျုပ်ဒီရွှေထီးကိုဘယ်လိုရခဲ့တာ သူတို့မှမသိတာတိတူနေတာကိုကိုနဲ့ဆက်နွယ်နေတဲ့နေရီကြတော့ကိုအကြောင်းသိနေလို့တိတ်မကြောက်ကြပါမိမယ်ကိုနဲ့စိမ့်နဲ့နေများဆို ရွှေထီးကြီးနဲ့ကျုပ်ကိုမြင်တာနဲ့သိကြောက်ကြတာကျုပ်ငောက်သည်မြခန်ကျုပ်ဆဲဆူသည်မြတခွန်းမှခံမပြောနိုင်ပေမျက်နှာချင်းတော့မဆိုင်ရဲကြဘူးအဲ့ဒီလိုနေရာမျိုးကျုပ်ကိုကြောက်တဲ့နေရာမျိုးဆိုမင်းတို့ဘာလုပ်နေတာလဲဟိုလိုလှုပ်ပါလားဒီလိုလှုပ်ပါလားဆိုပြီး လူအပ်သည်များကိုမှားစားပြီးပြန်တော့တာပဲလူတွေကကျုပ်ပြောသည်မြလိုက်လှုပ်တယ်မလှုပ်တယ်တော့မသိဘူးမျက်စိပြက်မျက်နှာပြက်နဲ့ ခေါင်းငိမ့်နဲ့လမ်းဖယ်ပေးကြတယ်။အိုးတခါကအရွှေထီးဆောင်ခဲ့တဲ့ကာလကိုတတိယမိပါရဲ့။လူတွေကလည်းတိတ်တိတ်တာပဲတိလား။ကျုပ်စီမှာရွှေထီးလဲရုတ်တရက်မရှိတော့ရော ပမာမခန့်တိတ်လို့တာ။လမ်းမှာမျက်နှာချင်းဆိုင်တွေ့ရင်တော့ဟေးဟိုလူကြီးအရင်ရွှေထီးဆောင်ထားခဲ့တဲ့တော့ကလူလူချင်းနာမှားစားလို့မရတော့ဘူးနော်။ကိုနေရာကိုနေဟိုကရွှေထီးပြုတ်ကြီး ရုပ်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 လာမလုံနဲ့ကိုခင့်မဟုတ်တော့ဘူးငိမ့်ငိမ့်နေနရင်ဆွဲအုပ်ပြစ်လိုက်မယ်ကျုပ်စိတ်ထဲမှာဘလောက်ကြလိကြလိဖြစ်နေမလဲစဉ်းစားကြည့်ရွှေထီးဆောင်စဉ်ကာလာကကျုပ်ပြောသည်မညိန်ခမ်းကျုပ်စဲရင်လည်းပြုံးကြည့်ကျုပ်ကိုတွေ့တာနဲ့လမ်းရှင်းပြေးနေကြအကောင်တွေအခုတော့ကျုပ်မှာရွှေထီးလည်းမရှိတော့ရောပမာမခန့်လောက်ကြပြီအောက်မှာတခါတလေလမ်းမှာတွေ့ရင်တော့ပခုံးနဲ့ဝင်တိုက်ပြီးတော့ ဟိုလူကြီးတောင်းမှန်လေးပြားတော်လောက်ကြသေးသူရှိတဲ့ပေါ့ကျုပ်သားရွှေထီးဆောင်စဉ်ကာလကဆိုဘဒုဒါမျိုးပြောရဲ့မလဲနဘိနာရွရွလေးရွေ့ပြီးစားကျင်တာကြွေနေရတာအခုတော့ကျုပ်လေးကျုပ်ရွှေထီးအသိန်းခံရပြီးကလေးကလူတွေကအချူပြောင်းကုန်တာဒါပေမဲ့ရပါတယ်ခဏတော့တီးခံလိုက်ပါတယ်ကျုပ်မှလည်းကျုပ်အကြံနဲ့ကျုပ်ပဲ ကျုပ်ရွှေထီးကိုအယူထောင်ကပြန်ခိုးလို့ရတဲ့နေ့ရွှေထီးပြန်ဆောင်မယ်အဲ့ဒီအခါကျရင်ရွှေထီးကိုဘယ်သူမှဖြုတ်လို့မရအောင်ခါကနေကောင်းထီးမပြုတ်နိုင်အောင်တိုင်ချီမယ်ပြီးရင်ကျုပ်ကိုပခုံးချင်းရှင်တိုက်တဲ့သူတွေစီပြန်သွားပြီးလက်စားချီမယ်အော်မယ်ဟင့်မယ်ဆဲမယ်လူအပ်တီများကိုမှားစားမယ်အခုတော့ကျုပ်ပြောခဲ့ပါဘကောလားအရင်ကကျုပ်မှာရွှေထီးတက်လက်ရှိခဲ့ပါတယ်ဆို ခလောက်နီကြီးရွာအနီးတွင်ဖြစ်သည်ခလောက်နီကြီးရွာတွင်ဖြစ်သည်တဏိတ္တ၌ခလောက်နီရွာသားမောင်ကျော်ကြားမြို့တက်သွားပြီယခုတလောမြို့မှာခေစားနေသောတရင်ချာနေတဆောင်တိတိရွာသူဝဲပြန်လာလေသည်ရွာသူရောက်၍ဖက်ကြည့်သောအခါကြီးနီတောင်စီမံကိန်းဆန္ဒပြအေယာဝတီတိုင်းတွင်ရေလုတ်သားများဆန္ဒပြရက်ခိုင်အေးဆန္ဒပြဘကူးတိုင်းတွင် လေယာမြေများတို့ဆန္ဒပြ စက်ယုံလုတ်သားများအလုတ်သမားအခွင့်အလန်းတွေဆန္နာပြပါတီအချင်းချင်းမညီညွတ်၍ဆန္နာပြရာနေတဲ့ဆောင်လုံးဆန္နာပြသောတရင်ကြီးမြင်ရလေသောအခါခလောက်နီရွာသားများမယူးမယွာဖြစ်ကြရလေသည်စိန်လူကြီးဥဖို့သည်မှာကဲကြည်စံဟိုနေရာရွာရွာဆန္နာပြကြဒီနီယာရွရွာဆန္နာပြကြနေဆန္နာပြနေကြတာမနှဲပါလားသူစကားကိုယာရင်လူကြီး ဥဒါလှကြီးမဟုတ်ပါအားကြစရာကြီးပဲအေးအားကြစရာကြီးပဲကွာဘာကိုအားကြမှန်းမသိဝင်၍အားကြသည်ဒါကိုလေသမားကြီးဦးကြီးရွှေမှလဲအေးသူမြအတီတီဇန္နပြနေမှတော့အေးတို့ရွာမှလဲသူစကားလမ်းကြောင်းလိုက်သည်နည်းတယောက်ကထပြီးတော့ဟုတ်တယ်တဏျာပြီးတဏျာဇန္နပြနေပြီကျုပ်တို့ရွာကဇန္နမပြရင် ဒီမိုကရေစီခင်မှာခင်မမီပဲနောက်ကျကြရနေလိမ့်မယ်။သူစကားကိုနောက်တစ်ယောက်ကဒါဆိုကျုပ်တို့ကဘာလောက်ကြမှာလဲ။သူ့အဆိုကိုစိန်လူကြီးဥတာလာကြီးမှလက်သီးလက်မောင်းတန်း၍ဆန္နာပြကြတာပေါ့။သူစကားကိုအားလုံးကအားရပြီ။ဟုတ်တယ်ဆန္နာပြရမယ်။ဒီမိုကရေစီခင်မှာလွတ်လပ်တုံဆန္နာပြကိုပြရမယ်။ခေကူကဆန္နာပြမှခင်မိတဲ့ခေ။ သူများဆန္ဒပြရင်သူလည်းပြရမယ်ဆိုကအုံကြကြဖြစ်ကုန်နေအားလုံးကလည်းဆန္ဒပြရန်စိတ်လောလာကြတယ်ဒါကိုလေသမားကြီးဦးကြီးရွှေကဒါနဲ့နေပါဦးဆန္ဒပြမယ်ဆိုတော့ဘာကိုအကြောင်းပြပြီးဆန္ဒပြမှာလဲသူစကားကြအားလုံးကဦးလေးလေဖြစ်ကုန်နေမှန်ပေသည်ဆန္ဒပြမယ်ဆိုတော့လေအကြောင်းအရာကမေမေရရမရှိဒါကိုထန်းတဲ့သမားဦးလူထွားက ိုဗျာတကြီးရှိတာပဲတကြီးကိုဆန္ဒပြတာပေါ့သူစကားကိုအလုံးခေါင်းကုပ်သွားသည်အတန်ကြာမှယာရင်လူကြီးဥဒါလာကြီးကနေပါဦးတကြီးဆန္ဒပြမယ်ဆိုတော့တကြီးမှာဘာအပြည့်ရှိလို့လဲသူ့ဘာသာသူနေတယ်ရွာသားအလုံးကိုကြောသားရင်သားမခွဲကြပဲအုပ်ချုပ်တယ်မဟုတ်တာမလုပ်ဘူးကဲသူ့ကိုဘာဆန္ဒပြစေရရှိလဲအလုံးကဦးလေလေဖြစ်ကုန်နေမှန်ပေသည် ခလောက်နီတကြီးလာကောင်းတာခလောက်နီတကြီးသာရှိသည်ကဲဒါဖြင့်ဂောဘကကိုပြမယ်ဗျာဂောဘကကိုပြမယ်ဆိုတော့ဂောဘကကရွာသားတွေစီတောင် အလူမခံမဲစေတနာရှိမှထက်သူတို့ကိုယ်တိုင်အိတ်ဆိုင်ပြီးပြုပြင်လာတာအခုဆိုရွာဖရားတော်ရွှေရောင်တဝင်းဝင်းဒါလည်းမှန်ပေသည်ဂောဘကများမှရွာကလေးစားရသောလူချမ်းသာများဖြစ်ကြသည့်အပြင် ဖယားရီတရားရီလက်မနေသူများမှုဘာအပြစ်မှပြောစရာမရှိဒါဖြင့်လေယာမြီကရောလေယာမြီကလည်းကိုပိုင်နဲ့လေကိုဆိုင်ကြတယ်စရင်ငါးတွေကိုလည်းလေရှင်တွေကအဆွေမျိုးရင်းချများလူကျွေးမွေးဆောင်လျှောက်လွန်းလွတ်ဝါဝင်ဝါထွက်တော့ထိုင်ထိုင်ကတော့နေရတာကိုမြစ်ချောင်းဆိုရင်ရောဗျာဟောဗျာမြည်သူမဆူလေတစင်းပိုက်တဲ့ဖုံနဲ့ကြက်ရအချိန်စင်းကြက်ရနေရာကွန်ပြစ်ငါဖန် တားမဲ့သူမပြောနဲ့မဲနေရာမှာငါပူကြလို့အဲ့ဒီနေရာသွားဆိုပြီးညွန့်ပြလွန်းလို့အာနာနေရတဲ့ကိစ္စဘာကိစ္စအစံနာပြရမှာလဲရွာချောင်းဆရာတော်ကိုဆိုရင်ရောဗျာဟောဆရာတော်ကတရားကြီးကလွဲပြီးဘာမှစိတ်ဝင်စားတာမဟုတ်ဘူးတော့ကြသူတော်ကောင်းပြမမိလို့ငရဲငဲ့အောင်ကြည်ကုန်မှဖြစ်အားလုံးကခေါင်းကုတ်ကုန်သည်သူတို့ခမရဒီမိုကရေစီခေတ်မှာကြိုက်ရာကိုလက်ညှိုးထိုးပြီး ဆန္ဒပြလို့ရပါလေရဲ့သူတို့ယွာ၌ဘာမှလက်ညှိုးထိုးစရာမရှိ၍အလွယ်ကူဆုံးအရင်မဆိုင်ဖဲလူတွင်ကျဲလုပ်၍ရသောဆန္ဒပြခြင်းကိုပင် ပြုလုပ်စရာမရှိဖြစ်နေကြလေသည် အတန်ကြာမှအခစ်ပညာတတ်ကိုရင်ကြီးကြောင်းထွက်ကိုတောင်းဟန်ကဒါဖြင့်ဒီလိုလှုပ်ပြခမရတို့မှလည်းဆန္ဒရှိတယ်ကျုပ်တို့မှလည်းဆန္ဒရှိတယ်အဲ့ဒီဆန္ဒတွေကို ပြတတ်ခြင်းကြတယ်မဟုတ်လား အားလုံးကကောင်းငိမ့်ကြသည်ကိုတောင်းဟန်မှဆက်၍အဲ့ဒီတော့ဗျာခမရတို့ကျုပ်တို့စန္နာတွေကစန္နာပြခြင်းနေဆိုတာပဲမဟုတ်လားအားလုံးနားလေလားနားမလေလားမသိကောင်းငိမ့်ကြပြန်သည်ဟိုးကဖုန်ကြီးကြောင်းထွက်မှုပညာတတ်တယ်လေဒါကြောင့်မကန့်ကွက်ရဲ့အဲ့ဒီတော့ခမရတို့ကျုပ်တို့ရဲ့စန္နာအရာစန္နာပြခြင်းကြောင်းစန္နာရှိချောင်းကိုစန္နာပြကြတာပေါ့မဟုတ်ဘူးလားကိုတောင်းဟန်စကားကြောင့် အလုံးမျက်လုံးအယောက်များလက်ကုန်သည် ဟုတ်တယ်ကျုပ်တို့မှာဘာအကြောင်းရဲ့မဟုတ်ဘူးစန္နာပြခြင်းနဲ့စန္နာရှိချောင်းကိုစန္နာပြကြတာပေါ့ဟုတ်တယ်ကျုပ်တို့မှာစန္နာပြခြင်းနဲ့စန္နာရှိချောင်းစန္နာပြကြမယ်ဒါမှစန္နာကဖြစ်ပေါ်လာတဲ့စန္နာပြမှုအစီအလုံးအကြောင်းအရာခေါင်းစဉ်ရသွား၍ဝမ်းသာသွားကြသည်အလုံးလူစုကြနေရာတတ်မှတ်ကြနှင့်တက်တက်ကြွကြွဖြစ်ကုန်သည် အာလုံပီးစီကနီးမှဇိန်လူကြီးဥဖိုတီကတတိယတော့ပြီနေနေကြစမ်းမအောင်ကျုပ်တို့ကဆန္နာပြဖို့ဆန္နာရှိကြဆန္နာပြကြပြီဆိုပါတော့ကျုပ်တို့ဆန္နာပြပွဲကိုဘယ်သူမှမသိရင်ဘာလောက်ကြမှာလဲအခုဟာကဆန္နာပြဖို့ဆန္နာရှိကြဆန္နာပြဖို့လူကတရွာလုံးပါနေပြီပဲမှန်ပေသည်ဤပွဲကိုသဘောကျ၍ ဒကြီးဦးဖုန်နီယောကတော်မှောက်မှာစရင်ပေးသွင်းထားပြီးပြီမို့ကလေးစာအခွေရဆုံးဟောင်းပေးဖို့ပါစရင်တူပြီးဖြစ်နေပေပြီကျုပ်တို့ဇန္နပြခြင်းကြတယ်ဆိုတာဟောဒီလူဘုတ်အုပ်တွေမှာပါမှကျုပ်တို့ဇန္နပြရကျူနဲ့ပြီမပေါ့ဟုတ်ဘူးလားသူစကားကိုဒကြီးဦးဖုန်နီကဒါများလွဲပါတယ်တခါခါခလောက်နီရွာသားမောင်ကျော်ကြားနဲ့လိုက်လာတာစာရေးစရာဆိုလားသူ့ကိုအကူညီတောင်းပြီး ဘုတ်အုပ်ထဲထည့်ရင်ရောအေးလေဒါမှတို့မှာဆန္နာပြဖို့ဆန္နာရှိကြောင်းတတိုင်းတပြည်လုံးသိပြီသူတို့ဆန္နာပြခြင်းရင်တယောက်ကိုတနေ့3000နဲ့လာငားရင်ငားကြမှာပေါ့ဟုတ်ဘူးလား3000လည်းမနေဘူးထမင်းဖို့တော့ဖူလုံမတော်ကြပြည်သူက သဘောကြပြီးရန်ပုံငွေရရင်ထော့ပြီးဆန္နာကမပြရသေးစီးဝါရှာဖို့ကအစကြံကြပြီးခက်လောက်နီရွာသားများပေကော ထို့နာအာလုံကျွန်တော်ဤခေါင်းပေါ်ရောက်လာတော့သည်သူတို့ရွာတွင် ဆန္ဒပြဖို့ဆန္ဒရှိကြောင်းသိသားစီရန် ဆန္ဒပြပွဲကျင်းပခြင်းကိုဂျာနေများမဂ္ဂဇင်းများတွင် ပါရှိနိုင်ရန်အတွက်ကျွန်တော်ကိုလာပြောတော်အခါဒါတော့ကျွန်တော်တို့နဲ့မဆိုင်ဘူးဆန္ဒပြတယ်ဆိုတာတည်င်းလိုင်းဖြစ်တယ်ဒါကိုတည်င်းဖြစ်မှတနိုင်ငံလုံးသိနိုင်မယ်ဒါကြောင့်တည်င်းသမားတွေကိုပြောကြည့်ပေးမယ်ဟု အာမဘန်းနေခံပြီးယင်းဤသောတရင်သမားများဖြစ်သောရွှေချိန်လုံးမောင်နှံမှုဇေယဘုဒ္ဓတို့အားပြောကြည့်ရာရတယ်လီတရင်ကောင်းမေလိုက်ကြတာပေါ့စုကလိုက်လဲပြူငါကြိုးစုပါ၍ဝန်းတာအားရပင်ခလောက်နီရွာသာမောင်ကျော်ကြလေးအားအေးတရင်သမားတွေကတော့ရွာလာမေတရင်လာယူမေပြောတယ်သူတို့အပြက်မှာရွာကတက်နိုင်သလား ဗန်နာတော့ဆက်လိုက်ကြဟုအထက်ထက်မှားကြ၍လွတ်လိုက်ရလေသည်မှန်ပေသည်သူနိကခလောက်နီယွာ၌ယွာလုံးကျွမြဇန္နာပြကြသည်သူတို့ဇန္နာပြပုံမှာတဏီတပုံထူဆန်းမှသည်လူတိုင်းကိုစီဤလက်၌ဇန္နာဟုသောစိုင်းပုံများကိုမြောက်ကင်ပြီးတော့ဇန္နာပြဖို့အရေးဒုအရေးဇန္နာပြဖို့အရေးဒုအရေးဇန္နာပြဖို့အရေးဒုအရေးဟုဟောဟေကား လူမကြံတော်သူသူတို့ရွာကိုနေကုန်အောင်ပတ်ကြလေတော့သည်တရင်သမားရွှေကျိန်လုံးမောင်နှံမူဇေယဘုဒ္ဓတို့ကလည်းမလွဲအောင်ဓပ်ပုံတစ်ဖြက်ဖြက်ရိုက်ကြသည်ထို့သူဖြင့်ဆန္နပြရန်ဆန္နရှိကြောင်းဆန္နပြကြပြီးအာရကြီးနဲ့တွားကမှတရင်ယူသောတရင်သမားများကို နေရပြန်နိုင်ရန်စီစဉ်ကြလေသည်ဤတွင်ရွာရောက်လာသောဧည့်သည်များကိုဧဝေကြီးနေကြခလောက်နီရွာသားတို့၏ထုံးစံအတိုင်း ရွာထွက်ထန်းသည့်သုံးလုံးစီအဝိနဲ့စီချောင်းနေမြောင်းနဲ့လွယ်လွယ်ကူကူဖမ်းမိသောငဖမ်းမတကောင်စီထဏောင်းကျူးနဲ့ချီတယောက်ကိုကောက်ငင်းတပြီနှုံနဲ့စီရင်ကားအားလုံးကိုမွေကွန်အိတ်အလက်စားနဲ့စုထည့်ပြီးတရင်သမားများအားလက်ဆောင်အဖြစ်ပေးအပ်လေသည်ဤတွင်ဝါရင်တရင်သမားကြီးများဖြစ်သောရွှေချိန်လုံးတို့အဖွဲ့မှမယူလက်ဆောင်ကိုယူလို့မဖြစ်ဘူးဗျာလက်ဆောင်ယူပြီးတရင်ရေးရင် လက်ဆောင်ပေးလို့ရေးပေးတယ်ဆိုပြီးသူများလက်ညှိုးထိုးစရာဖြစ်ကုန်မေစဒုထမန်နိုင်တိတ်ခါကြမေဒါကြောင့်မယူပရစီနဲ့ခလောက်နီရွာသားများအခက်ကြုံကုန်သည်စေတနာရှိလူပေးတာကိုတော့မယူတို့ရွာလာလာနေကြဟိုလူကြီးနဲ့တော့ကွာပဟိုလူကပေးတိုင်းယူသည့်အပြင်တွေ့ကြရပါလက်ညှိုးထိုး၍တောင်းသည်တချို့ကလည်းလက်ဆောင်ပနာမှာနေသည်၍မယူတာဟုထင်မှတ်ပြီး မိနေပြီးကလေးဆုံး၍ဝေထားတာသာအဖက်တင်နေသောဒေါ်ဖွားနှစ်ရဲ့ကလေးအနှီးသုံးတဲ့ကိုထပ်၍ထဲ့ပြီးပြန်သည်တကယ်ပြောတာပါဗျာကျုပ်တို့ကလက်ဆောင်ယူပြီးတရင်မရေဘူးဒါကိုခလောက်နီရွာသားများကညီတို့မှတ်ယူသည်မသိကလေးများစော့နေရမှကျုပ်တို့သုံးလုံးတရေခွင်းအပင်20စီနွားစာကောက်ယူတထုပ်စသည်စသည်တို့ပေါင်းလက်တော့အိတ်ဖောင်းသောအနေအထားသို့ရောက်လေသည် သတင်းသမားများကလည်းအတန်တန်ညင်းသည်သူတို့ညင်းလေအိပ်ပူဖောင်းလီမှု အာဘေနာကြရလားအိပ်ဖောင်း၍စိတ်ပြောင်းသွားသည်လားမသိကဲပါလေခမရတို့ဒီလောက်ပေးကျင်နေမှဖြစ်မညင်းတော့ပါဘူးအေးဒါပေမဲ့လက်ဆောင်ရလို့သတင်းရေးပေးတယ်တော့အဖြစ်မခံနိုင် အပြောမခံနိုင်ဘူးဒါဖြင့်ယွာသားများနှုတ်မှတပြိုင်တည်းထွက်လာသည်ဒါကိုရွှေချင်းလုံးကသူ့ဘိုက်ကိုသူပုတ်ပြီးတော့ ခမရတို့ကကျုပ်တို့ကိုလက်ဆောင်ပေးတာမဟုတ်ပဲကတော့လိုက်တယ်ဆိုမှလက်ခံမေးရွေးချိန်လုံးစကားကြောင့်ရွာသားများရွာစီရွာစီဖြစ်ကုန်သည်ဒီအကြောင်းအရာကိုပဲခေါင်းစဉ်တက်ပြီးဆန္ဒပြကြရင်ကောင်းမလားဟု တိုင်ပင်ကြသည်နောက်ဆုံးတော့သူတို့အပင်မခံဆန္ဒပြထားတာတွေအဖက်မတင်မှဆို၍တကြီးကိုယ်တိုင်ဦးစီကဆန္ဒဟူသောဆိုင်းပုတ်များကိုကိုင်းမြေပြင်ပေါ်စောင့်ကြောင်ထိုင်ကဆန္ဒပြသူများက သူတို့တည်ပြည်သူများအကျေတဝင့်သိရှိနိုင်စေရန်အတွက်စတုထမန်နိုင်ကိုကတော်ချင်းဖြင့်သာ နေထီတန်လီတော်တည်ခလောက်နီကြီးရွာတွင်ဖြစ်ပါသည်